အဓိကကတော့လေစစ်တပ်ကိုအာစစ်တပ်စီကိုဥတီမသွားဘဲနဲ့စစ်တပ်ကိုကြော်ပြီးတော့မလုပ်လို့ရတယ်အများကြီးရှိတယ်လုပ်လဲလုပ်နေခဲ့ပြီးပြီလေနော်တကယ်တမ်းကြံခဲ့တဲ့လင်းနေမှာကြီးလိုက်လို့ရှိရင်ဟိုစစ်တပ်ဘုံကျဲတဲ့နေရာတွေမှာတင်းဆောင်ရတဲ့ပြည်သူတွေကိုဘယ် INGO UN agency ကစစ်တပ်ကခွင့်ပြုလို့လာပြီးတော့မှဘာပေးလို့ရခဲ့လို့လဲကျမတို့ပြည်သူတွေအချင်းချင်းကြားထဲမှာပဲအရက်ဖက်အဖွဲ့အစည်းတွေနော်ဒီ volunteers တွေနော်အကုန်လုံးကိုယ့်အကူပေါင်းပြီးတော့မှ ဒီအခြေအနေကိုတကယ်နားလည်လက်ခံတဲ့အာပုဂ္ဂလိကအလှူရှင်နေနဲ့ပေါင်းပြီးတော့ပဲကျမတို့ဒါကိုဖြည့်ရှင်းနေကြရတာအဲ့တော့အဲ့လိုဖြည့်ရှင်းနေတဲ့ဥစ္စာကကျမတို့ကဒီတိုင်းပဲဟိုကိုယ့်အကူပဲစူးစမ်းဖြည့်ရှင်းမဟုတ်ပါဘူးကျမတို့ဒီ UN agency တွေအပါဝင်နော်ဥမာ UN OCHA နော် UN OCHA တို့ပါလို့ဆိုလဲကျမတို့သူတို့နဲ့တိုက်ရိုက်တွေ့ပြီးစကားပြောတာရှိတယ်။ဘုံဒီတကောင်ပဲအာ EU လိုမျိုးနော်တကယ်ဒိုနာအကြီးတွေနဲ့လဲဒါရိုက်တွေ့ပြီးတော့ကျမတို့ဆွေးနွေးရှင်းပြတာတွေရှိတယ်။ USAID ကျမတို့တေချာရှင်းပြတယ် เนาะအဲ့ဒါဘာလဲဆိုတော့တကက်မြေပြင်မှာလုံနေတဲ့အရက်ဖက်ဒူဒူအခြေခံအဖွဲ့အစည်းတွေနဲ့သူ့ရဲ့တက်ဆိုင်ရာ community မှာရှိတဲ့သူတွေနဲ့ပဲဓာတ်ရိုက်လုပ်လိုက်ပါနော်ကရင်မှာရှိတဲ့အရက်ဖက်လူတို့အဖွဲ့အစည်းတွေတသက်လုံးတို့ကစနစ်ကိုတိကျတိဆောက်ထားတာနော်အခုမှမဟုတ်ဘူးဒီခေတ်မှမဟုတ်ဘူးတို့ကမြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုကိုခံရတာမျိုးဆက်နဲ့ချီနေပြီအဲ့တော့တို့မှရှိထားတဲ့စနစ်တွေကအရင်အားကောင်းတယ်နော် တကယ်လဲပွင့်လင်းမြင့်တာမှုရှိတယ်တာဝန်ယူမှုတာဝန်ခံမှုတွေရှိတယ်အဲ့တော့ဒီလိုမျိုး တကယ့်မြေပြင်မှာဒုက္ခရောက်နေတဲ့ပြည်သူကလည်းယုံကြည်တယ်เนาะအဲ့ဒီပြည်သူရဲ့အခြေအနေကိုလည်းနားလဲတယ်အဲ့ဒီ ခင်းအချင်းတစ်ခုလုံးမှာအကူအညီကိုလူတို့စီကိုမြန်မြန်ထက်ထက်နဲ့ထိထိရောက်ရောက်ရောက်အောင်ပို့ပေးနိုင်တဲ့ဒီလိုအဖွဲ့အစည်းတွေနဲ့မှသူတို့မလုပ်ရင်ဘယ်လိုလုပ်မလဲပေါ့ကျမတို့အများအားရှင်းပြလေးရှိပါတယ်သူတို့လည်းဒါပေမဲ့အဲ့တော့ပြောချင်တာကအဖြေရဗမာလဲဆိုလို့ရှိရင်အထူးသဖြင့်တော့စေအုပ်စုထိန်းချုပ်မှုမရှိတဲ့နေရာတွေမှာရှိနေတဲ့ပြည်သူတွေကိုကူညီဖို့အထူးသဖြင့်ဒီစစ်ဘေးရှောင်ပြည်သူတွေကိုကူညီဖို့ဆိုလို့ရှိရင်တော့လက်ရှိကြံခဲ့တဲ့၄နှစ်လောက်ကတိစောက်ထားတဲ့ ကျွန်တော်တို့ခေါ်တော့ locally led humanitarian aid mission လို့ခေါ်တယ် locally led ဆိုတော့ကျွန်တော်တို့ဒီ local data အခြေခံ data ခံလူမှုအင်အားစုတွေကြားထဲကနေပဲကိုယ်အင်ကိုယ်အားနဲ့အာတာဝန်ယူပြီးတော့မှတည်တည်ချာချာစနစ်တကျနဲ့လုပ်နေတဲ့ဟာတွေရှိတော့သူတို့အကူအညီပေးနိုင်တာကဒီဒီအင်အားစုတွေနဲ့အာပူပေါင်းပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှတကယ်လိုအပ်တဲ့အကူအညီတွေကိုထောက်ပံ့မယ်ဆိုရင်တော့ကျမတို့ပို့ပြီးတော့မှထိရောက်စွာဖြည့်ရှင်းနိုင်မယ်လို့မြင်ပါတယ်ပေါ့